မြန်မာမိဘနှစ်ဦးကမလေးရှားနိုင်ငံမှာလာပြီးအလုပ်လုပ်ကြတယ်။နှစ်ယောက်စလုံးကလည်းဝက်ပါမင်းရှိတယ်။ဒီမှာကိုဝင်ရှိတယ်၊ခလေးမွေးတယ်၊ခလေးကမွေးစင်းရထားတယ်။မလေးရှားနိုင်ငံရဲ့မွေးစင်းပေါ့နော်။အဲ့တော့မလေးရှားနိုင်ငံရဲ့မွေးစင်းကတော့ ဟိုအတိမတ်အနေနဲ့ငွေစင်းရတာပဲရှိရပါကြံတဲ့အခွင့်အရေးဘာတစ်ခုမှမရှိပါဘူးเนาะကျွန်မလည်းပြောပြပါပြီငွေထားတဲ့ကလေးကိုမိဘနှစ်ဦးရဲ့ဝက်ပါမင်းအောင်မှာမိကိုအဖြစ်ရှောက်လို့ရမလားဆိုပြီးတော့မေးထားတာတွေလည်းရှိပါတယ်အဲ့တော့မိကိုအဖြစ်ကဝက်ပါမင်းအောင်မှာကလေးကိုရှောက်လို့မရပါဘူးเนาะတည့်ရက်လူတွေလည်းတည်ပြီးသားဖြစ်မှာပါဒါမတည့်ရက်လူတွေကျွန်မပြောပြခြင်းဖြစ်ပါတယ်ဘာလို့ရှောက်လို့မရလဲဆိုတော့လေဝက်ပါမင်းကလေသူ့ရဲ့ဥပဒေက အိမ်တော်မပြူရဘူးကိုဝင်မရှိရဘူးဆိုပြီးသူကဥပဒေအရရှိပြီးသားပါနော်စင်ကာပူမှာဆိုလို့ရှိရင်တော့ဒီဝက်ပါမေကင်ထားတဲ့သူတွေဒီလိုမျိုးကိုဝင်ရှိသွားတဲ့အိမ်တော်ကြရဆိုလို့ရှိရင်တော့ဝက်ပါမေကကန်ဆယ်လုပ်ခံရပါတယ်နော်မလေးရှားမှာတော့ဥပဒေအရတော့ရှိပြီးသားပါဒီလိုပဲဟိုဟာပေါ့နော်ဒီအစိုးရကဟိုတချို့အရာလေးတွေမှာလည်းဟိုမတိကြောင်စာဝင်နေပေးတဲ့အရာတွေရှိလို့ပါနော်အဲ့ဒါကြောင့်မို့လို့ ပြီးတော့ကြာလဲမလေးရှားလဲနိုင်ငံလဲဒီပို့ပြီးတော့ကျေပြန့်နေလေနော်ဥပဒေမျိုးတွေရှိထားရဲ့ပြကြောင်မလို့မွေးလာတဲ့ကလေးကတော့လေဒီခီခိုထဲမှာဗီဇာချခွင့်မရဘူးပေါ့နော်ကလေးကိုငွေစင်းရှိထားရဲ့အတွက်ကြောင့်မလို့ဒီနိုင်ငံမှာတော့လေမူဂျိုမှာတော့ចောင်းတက်လို့ရတယ်မွေးစင်းရင်းနဲ့လေမူဂျိုမှာចောင်းတက်လို့ရပေမဲ့ခုနှစ်နှစ်ဆိုလို့ရှိရင်ပထမရန်ပေါ့နော်ပထမရန်ရဘူးဆိုလို့ရှိရင်เนาะဒါ ကနိုင်ငံသားဖြစ်နေတဲ့အတွက်ကြောင့်မလို့ international school မှာပဲထားလို့ရတော့မှာเนาะအစိုးရအကြောင်းကတော့ထားလို့မရဘူး EP သမားဆိုလို့ရှိရင်တော့အစိုးရအကြောင်းမှာရှောက်မယ်ဆိုရင်တော့ရှောက်ခွင့်ရှိပါတယ်เนาะအဲ့တော့ကိုကအခုကျမကအဓိကထားပြောချင်တာက WP ပေါ့နော် Web Permit သမားတွေကိုထားထားပြီးတော့ပြောချင်တာပါအဲ့တော့ကိုကကလေးအလိုမျိုးရထားတယ်ဆိုလို့ရှိရင်ဒီကလေးအတွက်ကိုတန်ယုံမှာ passport စာအုပ်သွားလုပ်ပါ ဲ့တော့တန်ယုံမှာ passport စာအုပ်သွားလုပ်မယ်ဆိုလို့ရှိရင်လည်းနှစ်ယောက်စလုံးရဲ့ passport စာအုပ် copy တကောင်စရင်ပေါ့နော်ဟိုမှတ်ပုံနေမိတူပြီးတော့နှစ်ယောက်စလုံးဒီလက်မှတ်ဟိုလက်ထပ်ထားတဲ့လက်ထပ်စာချုပ် စာကလေးရဲ့မွေစရင်ပေါ့နော်အဲ့လိုအထောက်ထားတွေနဲ့တန်ရုံမှာဒါကလေးအတွက်ကို passport စာအုပ်သွားလျှောက်ထားလို့ရပါတယ်အဲ့တော့ကလေးကတော့ passport စာအုပ်တော့ရသွားမယ်ပေါ့နော်အဲ့တော့ passport စာအုပ်လျှောက်တာကဘယ်လောက်ကြာလဲဗာလဲဆိုတော့ဒါတန်ရုံနယ်ပဲဆိုင်ပါတယ်နော်ကျွန်မအဲ့ဒါတော့အသေးစိတ်မသိပါဘူးတချို့တွေတော်တော်တော့စောင့်ယူရပါတယ်နော်နောက်တစ်ခုကကြတော့တကယ်လို့ကလေးကနေ18နှစ်အောက်ကလေးဆိုလို့ရှိရင် ဟိုစီရင်လျှောက်ပြီးတော့ပြန်လို့ရပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့ passport စာကိုလည်းမလိုပါဘူးအဲ့တော့စီရင်လျှောက်မယ်ဆိုလို့ရှိရင်၁၈နှစ်အောက်ကလေးမို့လို့ဟို special passport เนาะအဲ့ဟာအတွက်ပဲတရားပဲဒဏ်ဝင်ဆောင်ရတာပါအဲ့တော့၁၈နှစ်အထက်တွေပေါ့เนาะစီရင်လျှောက်ပြန်မယ်ဆိုရင်เนาะဒဏ်ကြေးရ3000ပေါ့เนาะစာအုပ်မရှိရသူတွေဒဏ်ကြေး3000နဲ့ special pass ကတရားပေးရပါတယ်ဒါကတော့မေးထားတဲ့သူတွေရရှိလို့ကျွန်မက chat box မှာတော့ပြောပြီးသားပါဒါအများသိအောင်လို့ကျွန်မဒါပြန်แชร์ပေးခြင်းဖြစ်ပါတယ်เนาะ